မင်္ဂလာပါရှင်ရောခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆိုရင်ဟော်ပြောစီယုံရမှာစစ်တပ်ပြုတ်ခွဲနေစစ်တပ်ကုံတိတ်ကတိခိုက်စင်မှုတွေမလုံဆောင်ရတဲ့လိုက်နာမဲ့ချက်ကိုချက်ကိုတာမြင့်ထုတ်ပြန်နိုင်ငံရေးပါတီရွေးကောက်ပွဲမဲဆွယ်ဟော်ပြောစီယုံရမှာစစ်တပ်ပြုတ်ခွဲနေတဲ့စစ်တပ်ကုံတိတ်ကတိခိုက်စင်မှုတွေမလုံဆောင်နဲ့လိုက်နာမဲ့ချက်ကိုချက်ကိုစစ်တပ်လာကန်းရွေးကောက်ပွဲကော်မရှင်ကတာမြင့်ထုတ်ပြန်နေ အကြပ်စစ်တပ်လက်အခံရွေးကောက်ပွဲကော်မရှင်ကစတင်မာလ25ရက်နေ့မှာနိုင်ငံရေးပါတီများအတွက်ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်မှာဟောပြောတင်ပြခွင့်မှာလိုင်းနာမဲ့စီမင်းစည်းကမ်းတွေကိုထုတ်ပြန်မှရင်းခဲ့သူကန့်သက်တာမြင့်ချက်တွေကိုထုတ်ပြန်လာခြင်းဖြစ်ပါတယ်။နိုင်ငံရေးပါတီများအနေဖြင့်ဟောပြောတင်ပြမှာပြည်အောင်စုမပြုတ်ခွဲတိုင်းဒေသကြီးလုံးညီညွတ်မှုပြုတ်ခွဲနဲ့ချုပ်ချာအနာတည်တဲ့ခိုင်မြေတွေကိုထိခိုက်စေတဲ့ဟောပြောမှုတွေမပြုလုပ်ရင် လုံချုံရီတရားဥပဒေစိုးမိုးရေးနဲ့အေဂျင့်တာရေးကိုတိခိုက်စေတဲ့ဟောပြောမှုတွေမပြုလို့ရ2008ပွဲစည်းပုံချေခံဥပဒေနဲ့တည်ဆဲဥပဒေတွေကိုလေးစားလိုက်နိုင်မှုမရှိတဲ့ဟောပြောမှုတွေမပြုလို့ရနိုင်ငံတော်အကြီးညိုပြည့်စည်ရန်သို့မဟုတ်ဂုံတိုက်ကတိပါစဉ်ဟောပြောမှုတွေမပြုလို့ရတို့ဒါမြစ်တဲ့ ထို့အပြင်စစ်တပ်ပြုခွဲဖြစ်ပေါ်စဉ်သို့မဟုတ်စစ်တပ်ကုန်သိက္ခာကိုထိခိုက်စဉ်ဟောပြောခြင်းမပြုလုပ်ရန်လူမျိုးရေးဘာသာရေးနဲ့လူများနဲ့ပတ်သက်ပြီးတော့ပြိပခဖြစ်ပေါ်စေနိုင်တဲ့သိက္ခာနဲ့ကိုကျင့်တရားထိခိုက်စေနိုင်တဲ့ဟောပြောမှုစီယုံလုံဆောင်ခြင်းမပြုလုပ်ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးစားပြုတဲ့ဟောပြောမှုတွေမပြုလုပ်ရန်ပညာသင်ကြားခြင်းကိုထိခိုက်ပျက်ပြားစေရန်သွေးတို့လုံဆောင်ဟောပြောမှုတွေမပြုလုပ်ရန်နိုင်ငံဝန်ထမ်းတွေရင်းတို့ရဲ့တာဝန်ကိုကျင့်ပွန်စွာမတန်းဆောင်စေရန်သို့မဟုတ်အစိုးရကိုစန့်ကျင်စံနာပြစေရန်သွေးတို့လုံဆောင်မှုတွေ မပြုတ်လို့ရတာမြင်တာတဲ့စစ်တပ်လက်အံရွေးကောက်ပွဲကော်မရှင်ကနိုင်ငံပါတီဟောပြောစည်းရုံးမှုစီရင်နေကိုစီစစ်မည်ဖြစ်ပြီးပြင်ဆင်ရေးသားစီခြင်းခွင့်ပြုမိထုတ်ပေးခြင်းနဲ့စာမိဖြစ်ကြောင်းထုတ်ပြန်နေ။ဇလဘီတနင်္သာရီမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ကခုနှစ်ဦးသေဆုံး၊တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးဂျပန်စစ်တပ်ကခုနှစ်ဦးသေဆုံးခဲ့ကြောင်း KNU မိတ်ဝဲခိုင်ကထုတ်ပြန်နေ။ စတေမာလာ25ရက်နေ့မနက်ခြောက်နိုင်ကမှတနင်္သာရီမြို့နယ်ရှမ်းအင်းတော်ကျေးရွာနေမှာဂျပန်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရတယ်။ဒိုတိတဲ့တိုက်ပွဲတွေဂျပန်စစ်တပ်ကခုနှစ်ဦးသေဆုံးကရှစ်ဦးထပ်မံထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲကို KNL ကအမျိုးသားလူမျိုးရေးတပ်မတော်တပ်မလေးလောက်ကတိုင်စတဲ့နဲ့တော်လိုင်းပူပေါတပ်ဖွဲ့တွေကပူပေါင်းလုံဆောင်ခဲ့ပြီးတော်လိုင်းရဲဘော်တွေထိခိုက်မရှိပြတဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်။အလားတူစတေမာလာဆက်ရှင်နေ့ကလည်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာမောင်တော်နယ်ဆက် ကွန်တိန်လန်ပိုင်းရှိတိုင်ခွန်ကျေးရွာနီမှာလည်းဂျက်ဖက်စစ်တပ်နဲ့ကဲနယ်လေးကမျိုးသားလူမျိုးအိတ်တမ်တော့တမဟာလီလန်အောက်ကတိုင်ရင်ဆက်တင်နဲ့ဒေါ်လိုင်းပူပေါတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားနှုတ်တေဆောင်ကတနက်နယ်လက်သိရရှိခဲ့ပါတယ်။ ဆက်လက်ပြီးမြင်းချက်မျိုးအထက်ကတုံးချောင်းကဆဲ့ကျော်တဲ့ရွက်ကလေးငယ်ခုနကိုစစ်တပ်ကပေါ်တာဆွဲဖမ်းစီမန်လေးတိုင်းမြင်းချက်မျိုးအထက်ကတုံးချောင်းကနေဆဲ့ကျော်တဲ့ရွက်ကလေးငယ်ခုနကိုဂျက်ဖစ်စစ်တပ်ကပေါ်တာဆွဲဖမ်းစီခဲ့ကြောင်းမြင်းချက်လူလူလှုပ်ရှားမှုကော်မတီတာဝန်ရှိသူကပြောတယ်။စတီမာလ9ရက်နေ့မှာမြင်းချက်မျိုးနဲ့ကန်ရော်လန်းခွဲရှိဂျက်ဖစ်စစ်တပ်စစ်စေးဂိတ်ကနေစစ်သားတွေကမြင်းချက်မျိုးအထက်ကတုံးချောင်းကနေအသက်73နှစ်ရွက်ကလေးငယ်တအုပ်ပါဝင်ခုနှစ်ဦးကိုပေါ်တာဆွဲခဲ့ခြင်းဖြစ်တယ်။ ရင်းကလေးငယ်ကုဏ္ဏဥကမြင်းချံမြို့ပေါ်မှာနေထိုင်သူတွေဖြစ်ပြီးအသက်73နှစ်ရွယ်ကလေးငယ်တဲဦးကိုတော့ဂျန်ဖက်စစ်တရဲ့ခမ55တန်ရင်ကပြန်လို့ပေးပြီးဂျန်ကလေးငယ်ချောင်းကိုလက်ရှိချိန်ထိဆက်လက်ဖမ်းဆီးတာကမြည်သည့်နေရာသို့ပို့ဆောင်လိုက်တာကိုမသိရှိသေးကြောင်းသိရတယ်မင်းချံမျိုးနဲ့ကရလန်ခွဲမှာရှိတဲ့စစ်ခွေစစ်စေးကိကကလေးငယ်ချောက်ကိုပေါ်တာဆွဲဖန်းစီသွားဖန်းစီကကလေးငယ်ရဲက73နှစ်ရွယ်လေးကိုတော့စတီမလာ20ရက်နေ့ကပြန်လွတ်ပေးလိုက်တယ်လို့သိရပါဗျ။သူတို့တွေကိုဘယ်မှာဖမ်းထားလဲဆိုတာကိုတော့မသိရသေးဘူးလို့မင်းချံလူလူလှုပ်ရှားကော်မတီတာဝန်ရှိသူကပြောတယ်။ အကြပ်ဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတွေစုဆောင်းနိုင်ခြင်းမရှိတော့ကြောင်းလမ်းတော်လှလာလူငယ်များအပေါင်းဝင်နေတဲ့ဒီပါဝင်ရောက်ပေါ်တာဆွဲဖက်စီခြင်းတွေလောက်ဆောင်နေပြီးအကြပ်ဖက်စစ်တပ်ကအုပ်ချုပ်ရေးမှုတွေကလည်းလူငယ်တွေကိုပေါ်တာဆွဲဖက်စီပြီးငွေကြေးတည်ရခြင်းနဲ့ရောင်းဆောင်မှုတွေကျွလွန်နေကြောင်းသိရတယ်။ဆလဘီဂျပန်စစ်ကောင်စီကကျေးပွားပြုလုပ်မဲ့ရွေးကောက်ပွဲကိုကေအလွန်ငယ်တူတွေမဟာမိတ်လူမျိုးစုလူငယ်တွေနဲ့ချိတ်ဆက်ဖို့ပေါင်းကစံချင်တိုက်ဖြတ်သွားမယ်လို့ KYO ပြောဆို အဂျပန်စစ်ကောင်စီကကျေပပြုလုပ်ဘက်ရေကောက်ပွဲကိုကင်းငယ်လူလူငယ်တို့တွေမဟာမိတ်လူမျိုးစုလူငယ်တွေနဲ့ချိတ်ဆက်ပူးပေါင်းကဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့ကင်းလူငယ်စည်းရုံးမှဗဟိုလုံမှုဆောင်ကော်မတီဝင်ကိုခန့်စော်ဝင်းကပြောတယ်တောင်ကျန်းသူမြောက်လိုက်ကောင်းဆောင်ကစစ်ကောင်စီက1949ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာကရင်လူမျိုးများစတင်တော်လှန်ခဲ့တဲ့အာဏာရအုပ်စိုးသူဖဆပလဆိုရမှာလူမျိုးပေါင်းစုံပြည်သူတရက်လုံးကိုဖိနှိပ်သွေးဆော့အုပ်ချုပ်ခဲ့တဲ့ခေတ်ဆက်ဆက်သောစစ်ဖြူရိုကရက်တစ်ဒါနတနရှင်ဖြစ်ဖြစ်ပေါ်ပြောင်းလဲလာတဲ့အစုအဖွဲ့ဖြစ်ကြောင်းသိရတယ်။ မယောင်လိုက်ကောင်းဆောင်တဲ့စစ်ကောင်စီပါဝင်ခေဆက်ဆက်တိုင်းပြည်အာဏာရအုပ်စုတွေကပြည်သူလူထုရဲ့ဘဝလုံခြုံမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုတာဝန်ယူမှုတာဝန်ခံမှုကိမဲ့တဲ့အပြင်ရခုချိန်လေးလူမျိုးပေါင်းစုံပြည်သူလူထုတွေကိုမတရားဖန်ဆီးနှိပ်စက်မတိုင်းကျင့်မီရှို့တပ်ဖြတ်မှုတွေကျူးလွန်ကရတပ်ပြည်သူနဲ့သက်ဆိုင်တဲ့အဆောင်တွေဖြစ်တဲ့ဘာသာရေးဆော်ဦးတွေစတင်ကြောင်းနဲ့စေုပ်စေကန်တွေကိုနိုင်ငံနဲ့ပုံစံတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိကြောင်းထို့အပြင်ပြည်သူတွေရဲ့ဘဝစဉ်ရဲ့အတွင်းကိုနဲ့တဲ့နဲ့ဆက်လက်ပြုလုပ်နေပြီဖြစ်ကြောင်းသိပေးတယ်။တောင်ကျသူမယောင်လိုက်ဦးဆောင်တဲ့ဆရာနာရှင်ဆက်ဆက်ကကျွန်တော်ကရင်လူငယ် မျိုးတွေရဲ့ကောတူလိမ်မက်ကိုရိုက်ချိုခဲ့တာမဟုတ်ဘူးနေက20ကြောကြပြီဒါပေမဲ့သူတို့အနေနဲ့ဘယ်တော့မှမရိုက်ချိုနိုင်ခဲ့ဘူးကျွန်တော်တို့ဆက်ရှိနေတော့ဆက်ပြီးခွန်အားရှိနေတော့မှာပဲယခုတောင်းချမ်းသူမရောက်လဲကောင်းဆောင်တဲ့စစ်ကော်မရှင်ကကျင်းပပြုလုပ်ရရွေးကောက်ပွဲက၎င်းတွေလူမျိုးပေါင်းစုံပြည်သူလူထုပေါ်ရဆက်ရုံမှမှုတွေကိုဖုံးကွယ်ပြောင်းပြန်နိုင်တဲ့ဆရာနာရှင်စနစ်တက်ဆိုးရှည်အတွက်ဒီမိုကရေစီကိုအမိခန့်အလွဲသုံးစားလုပ်ပြီးပြည်သူလူထုကိုလိန်လေလှည့်ပြတဲ့အတူရောင်ရွေးကောက်ပွဲသာဖြစ်ကြောင်းဆက်လက်အသိပေးတယ် ဤသို့ပြည်သူလူထုပေါ်ရက်ဆက်ကြံကြုတ်တဲ့စိတ်ဆွေရဆက်ဆက်အမွေဆိုးကိုစက်ခံတဲ့မြောင်းလေကောင်းဆောင်စစ်ကော်မရှင်မှကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကိုဘူးပေါင်းပါဝင်ပြီးဆိုပါကပြည်သူလူထုတရားလုံးပုံမှုဆိုးရတဲ့ဆင်းရဲဒုက္ခနဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကိုဆက်လက်ရင်ဆိုင်သွားမည်လို့ဆိုတယ်ထို့ပြင်တိုင်းမီပုံမှုယုံရင်ပြည့်စည်သွားနိုင်တဲ့အခြေအနေတို့ရောက်တွန်းပို့မြာနာရှိစနစ်ကိုအပိတ်ထောက်ခံတဲ့သမိုင်းတရားခံဖြစ်ကြမ်းမိဖြစ်ကြောင်းကရင်လူငယ်အစည်းအရုံး KYO မှာဘိုးလုံးမှုဆောင်ကော်မတီဝင်ကိုခန့်ဆော်ဝင်ကပြောတယ်။ အဓိကကတော့တောင်ချက်သူမရောင်းလိုက်ကလူမျိုးပေါင်းစုံပြည်သူလူထုပေါ်ရဲဆက်ရုံမှမှုတွေကိုဖုံးဖို့အတွက်ရွေးကောက်ပွဲသားလုံးမယ်ဆိုရင်တည်တဲ့အတိုင်းပဲတမိုင်းတစ်ပတ်လည်တဲ့ပုံစံမျိုးထပ်လုံးမယ်ပြီးလို့ရှိရင်ဒီမိုကရေစီဆိုရနေတဲ့စင်စာမျက်နှာပြန်ယူပြီးတော့ မျက်နှာစာပြန်ပြီးတော့သူတို့ကျုံလွန်ခဲ့တဲ့ဟာတွေကိုဖုံးကွယ်စင်တာမျိုးလုပ်တဲ့ဖြစ်တဲ့အကြောင်းမြန်မာနိုင်ငံရဲ့ပြည်ထောင်ကပို့ပြီးတော့ရှုပ်ထွေးလာနိုင်တယ်။ဒီလိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ရုပ်ောက်ဝင်မှာပါဝင်မယ်ဆိုရင်သူတို့ရဲ့ဒီမိုကရေစီကိုအမိခံလွဲသုံးစားလုပ်တဲ့ကိစ္စမှာဘူပေါင်းပေါင်းတဲ့သူကသမိုင်းတရားခံလို့ပဲကျွန်တော်တို့ကသတ်မှတ်ထားတယ်လို့ကရင်လူငယ်စင်းယုံဘဟုလုံးမှုဆောင်ကော်မတီဝင်ကိုခန့်ဆောင်ဝင်ကပြောတယ်။တို့ကြောင့်စစ်ကောင်ရှင်ကကျင်းပပြုလုပ်မဲ့တူရောင်ရွေးကောက်ပွဲကိုကရင်လူငယ်တို့တရက်လုံးပါဝင်ပြည်သူတရက်လုံးကပူပေါပေါင်းရေးမပြုလုပ်ရတဲ့ဝိုင်းဝန်းတားဖြတ်တားဆီးကြတဲ့တိုက်တော်နဲ့ ကရင်လူငယ်စည်းရုံးနေဖြစ်တဲ့တူရောင်ရွေးကောက်ပွဲဆက်ကျင်းလုပ်ငန်းတွေကိုကရင်လူငယ်တူတွေမဟာမိတ်လူမျိုးစုလူငယ်တွေနဲ့ချိတ်ဆက်ဖို့ပေါ်ဆောင်ရမှုတွေပြုလုပ်ကပြည်သူလူထုတရက်လုံးနဲ့တူဆရာနာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒသက်ဆိုရှင်ကိုနီးတဲ့မျိုးစုံနဲ့တော်လန်တိုက်ဖြတ်သွားပြီးဖြစ်ကြောင်းထုတ်ပြန်နေ ဆက်လက်ပြီးကြောင်မဲမြို့နယ်မှာတိုက်ပွဲအပြင်းထန်ပြီးနှစ်ပတ်တိကိုက်မှုရှိဦးတရားနန်းလေးပြောရွှေမြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုထိုးစစ်ဆင်တဲ့စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ပတ်တိကိုက်မှုရှိရလို့တရားနန်းလေးပြောရေးဆိုခွင့်ရှိသူလေးရေကပြောတယ်စစ်ကောင်စီတပ်ကကြောင်မဲမြို့စီကိုအင်အား900လောက်နဲ့စစ်ကြောင်းထိုးနေပြီးလက်တလုံးမှာကြောင်မဲမြို့နယ်ကနာခံတဲ့စကန်းသာကြီးအိမ်မှာတိုက်ပွဲပြင်းထန်နေလို့လေးရေကပြောတယ်လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ကြားရီဟာကြောင်မဲမြို့နယ်ရှစ်မိုင်ခန့်လောက်သာကောက်ဝေးပါတယ်တိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိပြီးတော့စစ်ကောင်စီဘက်ကထိခိုက်ဒဏ်မျိုးတွေပိုးပြီးရှိပါတယ် လက်လော့မှာကြောင်မဲမြို့နယ်မှာတိုက်ပွဲတွေပိုပြင်းထန်တာကြောင့်ကြောင်မဲမြို့ခံများစွာနှီးစရာဒေသတွေမှာတွေ့ရောက်တင်ဆောင်နေကြတယ်။စေကောင်စရာကြောင်မဲမြို့ကိုလေကြောင်းကနေအပြင်းထန်တိုက်ခိုက်နေကြောင့်ပြည်သူတွေအနေနဲ့လေကြောင်းနဲ့လုံခြုံရေးသတိရှိကြဖို့လည်းတိုက်တွန်းပါတယ်။အထူးသဖြင့်တိုက်ပွဲကတော့မြို့နယ်နီးစပ်လာနေများစေကောင်စီကဒီမြို့ကိုပဲအဓိကကတော့ပြစ်မှတ်ထားတိုက်ခိုက်လိုက်နိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်လုံခြုံရေးကိုအမြဲတည်းရှိဖို့လိုတယ်။ကာကွယ်ရေးလက်ညှိုးတွေကိုလိုက်နာဖို့လိုအပ်တယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ပြီးခဲ့ဇူလိုင်လမှာနောက်ချုပ်မြို့ကိုပြန်လည်တည်ယူပြီးတဲ့နောက်ဩဂုတ်လ19ရက်ကစပြီးကြောင်ဝဲမြို့နယ်နောက်ပိုင်းတိုင်းနယ်ကိုစစ်ကောင်စီတပ်ကစစ်ကြောဝင်ရောက်လာပြီးနောက် PNL ပြည်ထောင်ဘူပေါ်တပ်တွေနဲ့စစ်ကောင်စီရောတိုက်ပွဲဆတင်ဖြစ်ပွားခဲ့တာပါ။နောက်ဆက်အပိတ်ကြောင့်အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်။